လောက်ထိအလုပ်ဖြစ်မလဲဆိုတာတော့ game 2မှာစတင်မျိုးကြီးရှုရတော့မှာပဲဖြစ်ပါတယ်။ Wildcat Super League Regular Season We 4ရဲ့ Day Number 1နောက်ဆုံး Match Number 3ဖွဲ့စဉ်ရဲ့ Game Number 2ဟာအားလုံးရှိလို့ Now Down နဲ့အတူရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။လက်ရှိမှာတော့ Jordan Lucky ရဲ့ Jungle ဘက်မှာပြန်ကြည့်ရမယ်ဆိုရင် UNS Down မှာ Jordy Tampo ရဲ့ခံလီယာဒီတွဲလုံးလေးက ကျော်ကင်းလေးနဲ့မှတ်မိပဲထင်တယ်ရှေ့ပွဲတော့တော်တော်လေးကောင်းနေတယ်ဆိုတဲ့အခြေအနေတစ်ခုမှရှိရလောစီ black arrow rapid line on as well လောဝမ်မလောက်တဲ့ regeneration တွေကြားထဲမှာတော့ first blood lucky ပုံမှန် rotation အတိုင်းကိုပဲဆက်လက်ပြီးတော့သွားနေသေးရဲ့ဗျာမကန်နဲ့မှာတော်တော်လေးတော့အလုံးဖြစ်နေတာ10 7လို့တော့ပြောရမှာဗျာ black tin နဲ့ကျော် river area မှာ vision လာထောင်းမယ်ဆိုတော့ chain တွေပေါ့ကိုတိတယ်အဲ့တော့တိတဲ့အချိန်မှာတစ်ဖက်ကနေပြီးတော့ cyan ရဲ့ spare cast တော်လေးတက်ရက်ခဲ့တဲ့အပြင်ကိုတန်ပေါင်းအနေနဲ့ကောင်းကောင်းထိုက်ထားနိုင်နေဆိုတဲ့ချက်နောက်ကနေပြီးတော့ iron age လေးတွေအေးလူလူလိုက်ပတ်နေတဲ့ lucky အနေနဲ့ကတော့ဒီအချိန်မှာ hero case စတင်ပြီးတော့ရခဲ့တယ်ဒါပေမဲ့တစ်ဖက်ကနေပြီးတော့ massive ယူရီပြေးပြပါစီရဲကောင်းပြထိန်းလာတယ်ဂျားလည်းမှာနောက်ကတိပြတ်ပေါ follower အပြင်းနဲ့ပဲယူရီတမ်းပြီးတော့ down ရခဲ့ပြီဗျာ what a play အာလီဘိုင်းမှာတကယ်လို့ကျွန်တော် aggressive side sony ရဲ့ပုံစံတစ်ခုမှာ lucky တစ်ဖက်ကဂျိုင်းရဲ့စုံထဲမှာ red valley ကျွန်တော် red valley သွားပြီးစားကြည့်ခဲ့တယ်ဗျာ psm dark side ကြီးတော့လိုက်တော့ပြစ်ထားသေးရဲ့ဆိုရင် lucky ရဲ့ regeneration တွေ20 step နဲ့လုံးဝ messy မဖြစ်နေတဲ့အခါမှာလုံးဝမသိဘူးဗျာဒီကကျွန်တော် cn spacers တွေကိုတော့ချီးကျူးရမယ်ဗျာနော်ကျွန်တော်ဒလိုမို black down ထားတယ်ဆိုရဲ့အချိန်မှာသူရဲ့ back impact တွေပြီးွားရင်တော့ဒလိုမို့ကျွန်တော်ယူရီကိုလည်းပြေးပြီးတော့ stand ရဲ့ဆိုရဲ့ အပွက်လေးကြီးပေါ့နော်လုံမိုးအပွက်လေးကြီးတော့တော်တော်လေးတို့အာလီမှာတော့လောက်တော့ဖြစ်သွားခဲ့တယ်ဒီအချိန်မှာတော့မန်စီယိုတော့ဒင်းဆဲဗန်နေနဲ့တော်တော်လေးတို့ focus တော့ထားနေရဗျာအဓိကကလည်းအလီဒါလေးကိုသွားကြည့်မယ်ဆိုရင်တော့မှအခက်မသိရင်ကောင်လာတက်ပြန်ပြီးတော့မိသွားနိုင်တယ်ဆိုတော့လုံမိုးကျွန်တော်တို့အာလီ impact မှာကောင်းကောင်းကြီးကို performance ပြနိုင်တယ်ဆိုရင်မန်စီယိုတော့ပို့ပြီးတော့ attention ထားနေရတော့မမှားဘူး ရန် e-sport draft တွေကမှန်တိုင်းပြောရရင်ကျော်ပြီးခဲ့တဲ့ V2 V2 လောက်တုန်းကဆိုရင်လေသူတို့ဒီ fan ကြီးကိုနှစ်ပွဲစလိုက်ကင်ပြီးတော့ဆော့ဝိုင်းဆိုတဲ့အခြေအနေတွေတွေ့ရတယ်။အဓိကကတော့ draft ကို tower force နေခဲ့တာဗျာ။ဒီ tournament မှာပဲသူတို့ draft ဆမ်းမယ်ဆိုတဲ့ပုံစံတစ်ခုပြသနေရလို့တော့မြင်မိရယ်။အောက်မှာတော့ Messi ကကျော်သေဝါပြန်ပြီး Hero K3 season ဆိုတဲ့ပုံစံတစ်ခုနဲ့ Team Seven အသာကြီးရရှိတာဗျာ။တတဲ့ timing တစ်ခုလည်းဖြစ်တယ်။ Messi ကလည်းတည်ထားသေးရယ် purify လည်းမရှိဘူး။အဲ့အခြေအနေတစ်ခုမှာတော့ Yuri ဒီ Tadeo La try mode တော့ကတော့လုံးဝအဆင်မပြေတော့ဘူးဗျာ။ဒါပြီးတော့ကျော် America ပဲပြေးထားရတယ်။ဒါမှမဟုတ် Slam ကမကောင်းစားနဲ့ပဲပြန်ပြီး power ရယ်ဆိုရင်လည်းနောက်ကနေပြီးတော့ 咱们保护了 PMU 一百兆瓦的流量，这边 OPG 公司那边是拉给水门的水，DMIS 那边的流量就多，总共那边就1000000000的体积，带过来，咱们是西安，Space Gas 这边是 PMU 那边，咱们测试那边通过 objective PMU yard rise，这边 roll over simple 呢，这边 HIOG 的 compete 哈，这边没录过哈。这些嘛，一样的了，罗马那边呢，老铁们，我们把这姐姐们嘛撇倒了，我们西油边，老三嘛是西安，你那个南河里叫江西，你的钢铁第六了，山东呢叫阿里巴巴，这边澳洲的 energy crew，印度的阿克迪托阿曼尼，都土尔弗利卡，Time 尼阿勒，乌克兰的卡马，俄罗斯。 င်းနေရမြေမဲဆန်ဆန်နေပဲဟီရိုကိရရနေခဲ့တယ်တင်းဆဲပန်းကတော့လက်ရှိမှာ 1.2k လောက်တော့အစားစီးရရှိတာတယ်နောက်ဖိုင်းနေမှာတော့ lucky ကျွန်တော်နောက်မှာပေါင်းလာမယ် combination ခုပြည့် OPS Gambia step တွေဒီရီကိုမြင်တွေ့ရမယ်ဆိုမဲ့လေအလီတာခုန combine လေးတစ်ခုလောက်လိုက်တာဟီရိုကိတကောင်ရတယ်ဆိုတော့လေ short တော့လို့မရပြန်ဘူးဟုတ်တယ်အဲ့တော့ Messi ကိုပဲထပ်ပြီးတော့ပဲကျွန်တော် focus တော့ထားထားသေးတယ်ဆိုတော့ champion ထပ်ပြီးပေးတာကျွန်တော် Snapy Slam CK အဆုံးသတ်တဲ့အတူပဲ Messi ထပ်ပြီးတော့ down အမြန်ပြီပြ0 2 0ဆိုတော့အနေအထားတစ်ခုတော့ Messi နဲ့အားလေးမှာတော်တော်ကြီးတော့ခံစားရပါသေးတယ် objective ပိုင်းနေမှာတကယ်တော့တောင်းပါရစေဒီ SMR တွေဒါဆိုရင် hero တကောင်တော့ drone နဲ့အကောင်းဆုံးဖြတ်ထားခဲ့တာနှစ်ချိန်လောက်တည်းရရှိနေ Ambrey ကပြီးတော့ဒီနံပါတ်3 strike 2မှာ PA7 မှာအဖို့ power up လာတောင်း strike 5စလက်တွေကြားထဲမှာ colorless ပဲစီကေဒီနေ့မှာ PA7 ပြန်လေးပြီးတော့ format တွေဆိုမြင်လဲအဲ့ဒီနေ့အဖလေကတုံးပြီးတော့ပြန်ပတ်လိုက်တော့မှာမင်းလေးမှာရှိနေရရှိရတော့ပေးရတော့မယ်ဗျာဒီချိန်နဲ့မှတ်ချင်းပါလေသူတို့တည် 7ရဲ့ကစားကွက်ထဲကိုဝင်သွားခဲ့တဲ့ team ဒီ AI eSport အနေနဲ့ဒီ game number 2မှာလည်းဒီလိုပုံစံမျိုးဒီလိုအမားမျိုးတော့ထတ်တူကျူးလွန်နေတဲ့ပုံစံမျိုးလေးတော့ဖြစ်နေတယ်ဗျာဒီအချိန်မှာ Jordan 7ကိုမြင်ရသလောက်ဆိုရင်တော့ NBA Philippines က AB Brown ဝက်ပြန်ပြီးတော့ပြောရမလားပေါ့လေကျော် we ပြီးခဲ့တဲ့ကျော် season တော့အရင် cup performance မပြခဲ့ဘူးဆိုမလဲဒီဒီ season မှာဆိုရင်အသင်းကြီးတွေကိုတော့မှ World Championship အသင်းတွေကိုတော့မှရိုက်နေခဲ့တဲ့ဆိုရဲ AB Brown ဒီအချိန်မှာပြန်မြင်နေရသလားပေါ့လောဆယ်မှာတော့သူတို့အနေနဲ့ရှေ့မှာကျော်လုံးဝနိုင်ပွဲကြီးဆက်ခဲ့တယ်အသင်းအသင်းတွေကိုနိုင်နေဆိုတော့ဒါ ပြောပြောစမတ်တွင်နေဆိုတဲ့အခြေအနေတစ်ခုမှာသူတို့ဒီအသေးကြီးကိုပြန်ပြုတ်ရိုက်တော့ဒီ Embrick ပဲ One Man of Fire ဘာဖြစ်လဲ Tsunami Slam ပါဝါပြီ Final Slam Dawnless Strike ကြားတော့ပြန်ပြေးတော့ဘူးချိုးစားလို့ပြင်းစမတ်တောင်းရတယ်ပြန်တော့3 man ချန်ရှိသေးဆို Air Strike Damage ကြားတော့ပြန်လဲ Forward နေက Messi Dawnless Strike Budget မှာ Make again CK သိမ့်ပိုင်ဝါတယ်ပါ Leader တကောမှာပြန်ပြေးနေ Iron S Chan ဒီမဲ့ကြားတော့မှာပြန်လဲပြီးတော့ Forward နဲ့ Flick နဲ့ CK Finishing မှာ Double Kill ရရှိလို့တွားခဲ့ပြီဖြစ်ပါတယ်ဗျာ Game 7ရဲ့အရွေးလိုက် Movement နေတာပို့ပြီးတော့အသက်ဝင်နေရတဲ့သူပဲ AI တော့ရုံထွက်ဖို့ခက်ခဲနေရဗျာမလွန်ဆန်နိုင်တော့ 哎，你老古曼老车，大爷，objective 吧，特别啊，变冷了啊，变米稀有给爱玩，给你么玩，特别有毒，内流呢，看垃圾古罗，特别有渣呢的，哎呀，你呢，图给你么玩嘛，飞给玩，是得 draft 酷罗偏来米有碰破布捉出渣给啦，变 A seven draw you 罗，就给你么玩嘛，鸡毛给的，是得碰则牛，打牛碰则牛罗，偏来米有变就七百布捉拖拉给的，是米给你么玩，碰则牛里变碰则牛，你几看的呀的，是得。 အချက်တွေကိုတော့တွေ့နေရတယ် OP ကလုံးဝ free farm ပဲ Sky Bia ဆာမရမချင်းမှာ two battle combination ကိုမလိုက်ဘူးဒီနေရာမှာလေးတင်းဆယ်ဘက်မဲမှာရှိနေတဲ့ trio ဒီ UK လိုက်ပြီးယူနေတယ်ကျွန်တော် OP ကိုတော့လိုက်ပြီးဖြစ်ပြထားပြီးဆိုမလဲနောက်မှာ win type ဖို့အတွက်က trolley ကိုခက်ခဲနေသူ lucky ရှိနေတဲ့ခိုက်တယ်ပဲ million tower သာ play လိုက်မှာဆို yuri ဒီ the farm space ကိုပုံပြီးပျောက်သွားနိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီဘက်မှာရှိနေတဲ့ lucky ကိုတော့တယောက်ယောက်ကပြန်ပြီးဖြည့်ရှင်းမှရလိမ့်မယ်ဗျာဒီဘက်ကနေပြီး yuri ကိုတော့ပြေးပြီးတော့ကြည့်နေတယ်တင်းဆယ်ဘက် follower အပြည့်ကတော့ပါတယ်ဆိုတော့ leader final slash ကျန်ခဲ့တဲ့ဆိုရင်မျိုးထပ်ပြီးတော့ပဲတင်းဆယ်ဘက်လေးပေးထားတဲ့ကျန်တဲ့မှာ air strike အပြည့်တော့ပြတ်သွားခဲ့ပြီ တော့ကနေပြတ်တဲ့တော့ဆာရာမီစလန်ပေးလိုက်တယ်မယူရီရောက်တော့ရုံထွက်ထားသေးတယ်ဗျာဒါပေမဲ့လည်းပဲတစ်ဖက်ကနေပြ CK ထပ်ပြီးတော့ဘတ်ဘကင်းနဲ့တိတ်တောင်းလောက်ထိုင်းနေပဲ AI အနေနဲ့ကတော့ Hero K တစားစားပို့ပို့ပြီးတော့ပေးနေရတယ်ဗျာ702ဆိုတဲ့ report တစ်ခုနဲ့ CK လုံးဝ channel ပိုင်းကနေပြီးတော့ ESP ပြောင်းစိုးသေးတယ်လေသူရဲ့ performance လုံးဝမကျဘူးဆိုတဲ့အခြေအနေကိုသွားပြီးတော့တွေ့ရတယ်ဗျာ Titan Strike Wem Stanley ဖေးတော့သူတို့ Avada ကို Guardian တုံးပြီးတော့ Black ပြန်လဲ4 back လိုက်ရတယ်မင်း machine တောင်းရန်တလုံးတော့ PA7 Messi မြောက်ပေါင်းပြီးတော့ကားမယ်ဆိုမှလဲ site lane machine ရဲ့ပေါ်လဲ first down round တော့ OP မှန်ပြီးတော့တိမ့်ပိုက်ပါအောင်မယ်ဗျာတစ်ဖက်ကနေတော့ကျွန်တော် black and unreliable အဓိက crowd control တွေတော်တော်များများကိုတုံးထားတယ်ဆိုပေမဲ့လို့တစ်ဖက်ကနေပြီးတော့ tempo ရဲ့ pick off ကပို့ပြီးတော့အလုံးဖြစ်နေရတော့တွေးရရပေါ့နော်အဓိကလည်း CI ရဲ့ farsa နဲ့တွဲထားတာပို့ပြီးတော့ချိန်နေနေရဗျာ OP နေနေရလည်း early နေရ famous pick ခုနလည်းအပြအများကြီးရထားတယ်သူအနေနဲ့တော်တော်လေးကို comfort ဖြစ်ထားတယ်ဆိုတဲ့အချက်မှာဒီအချိန်မှာ long range damage တွေနဲ့ tin 7အနေနဲ့ AR ကိုတော့ကောင်းကောင်းယူတော့ pressure တော့ပေးနိုင်နေပြီဗျာလုံးဝဆိုသလိုပဲကျွန်တော်မထင်သားမှတ်တဲ့ reset တွေပဲဖြစ်သွားတော့မှာလားလောလောဆယ်ရတော့ကျွန်တော် AI e-sport ကအရောက်ရင်းနှိမ့်နေရဆိုတဲ့အခြေအနေတစ်ခုမှာတော့ဖြစ်နေပြီ down 1ဆိုတဲ့ပုံ ံတစ်ခုပဲမက်ဆီကတော့ကျွန်တော်ဂျန်ငယ်စုံထဲမှာမလာပြီးရူရီယို combination လုတ်ပေးနေရတယ် PA 7လေးသူရဲ့ dash site တွေကပြစ်ခွဲဖို့အတွက်အချိန်တိုင်းတာတစ်ခုတည်းလိုနေသေးရဲ့ဗျာရမ်းမှာပါတယ်အာမများပါတယ် HP များပါတယ်ဆိုရဲ hero တွေကိုသူရဲ့ dash site တွေဖြည့်ရှင်းလို့ရရဲဆိုမလဲအချိန်တိုင်းတာတစ်ခုတည်းပေးရမယ်တစ်ဖက်မှာလည်း pick up တွေတအောင်များတယ်ဗျာဒီကတန်ပေါက်လားဈေးရန်လား stamina တွေပေးလို့ရတဲ့အခါမှာဝယ်တော့ဝယ်လို့တော့ဘယ်လိုဝင်လာပြီဗျာအိုးအမေရိကန်ပဲပေးဖို့အတွက်ကြီးလိုက်တာဒါပေမဲ့တစ်ဖက်ကနေလည်း messy front line နဲ့တိုးဖို့အတွက်ချိုးသားနေဆိုရင် lucky ကောင်းကောင်းနဲ့ damage ticket လုံထားဆို retribution နဲ့ lucky ထပ်ပြီးတော့ပဲရထားသေးတယ်ဗျာဒါပေမဲ့ပေးပြီးနေကြတယ် jury ထပ်ပြီးတော့ပဲ down ားသွားခဲ့ပြန်ပြီး A7 light side ပြန်ပြီးတော့ forward နေတယ်ဂျားလေးကနေပြီး OP ထပ်ပြီးတော့ Resty တွေတော့ပေးထားသေးတယ် AOG နဲ့ပြန်ပြီးတော့ forward ဘက်ကနေပြီးတော့ကျွန်တော်ထပ်ပြီးတော့ပဲ leader ကိုအေးရဂျားလေးမှာတော့ OP take down ထမှတ်ပြီးတော့ရထားသေးတယ်ဗျာ double kill လောက်ထိပါရရှိသွားခဲ့တဲ့ OP ရဲ့ hero gate ဂျားလေးမှာ sky bias stat 20 plus ဆိုတဲ့ပုံစံတစ်ခုတော့ဖြစ်သွားခဲ့ပြီး stin 7 lane machine နဲ့ million talent တလုံးတော့ထပ်ပြီးတော့ force မယ်ဗျာနှစ်ယောက်လောက်ထိပေးလိုက်ရတယ်ပေးလိုက်ရတာလေခိုးတွေသွားပြီးတော့ဖြစ်နေခဲ့တယ် damage dealing ပိုင်းမှာတော့ကျွန်တော် PA 7 dark side တစ်ခုပဲအားကိုးရမယ်ဆိုတဲ့အခိုက်အတန့်တစ်ခုမှာ lane မထက်လိုက် wave ပြိုတင်း7 7ပန်းပြင်ရှင်းလို့ထားနေတယ်ဗျနောက်တစ်မိနစ်ကျော်ပေါ်လာမယ်ဒီ lot time တခုတော့သူတို့ပြန်လှည့်ပြီးတော့ဆောင်းဆိုင်မလားပဲကြည့်ရမယ်ဗျာဒီက7ပန်းရဲ့ bre setup က game 1နဲ့အတိုင်းပဲပေါ့နော်သူတို့နေနဲ့ early game မှာ PA 7ပန်းကိုကြည့်တယ်လေ game time ရောက်လာတဲ့အချိန်မှာတောက်လျှောက်ကို Yuri ကိုပဲကြည့်တော့တာ PA 7ဒီ early game နဲ့ဟိုကသူ့အနေနဲ့ shutdown ချခံနားရတဲ့အတွက်ကြောင့် Yuri ဒီတော့ famous play လေးတွေတော့ရှာနေခဲ့တယ်ဒါပေမဲ့ကျွန်တော် Yuri ရဲ့အချိန်ရောက်လာတဲ့အချိန်ကျတော့7ပန်း PA 7ပန်းကိုလွှတ်ထားပြီး Yuri ကိုပဲတောက်လျှောက်ကြည့်တော့တာပေါ့နော်လူမျိုးအချက်တွေကိုတော့ကျွန်တော် AI အနေနဲ့ပြန်လည်ပြီးတော့ပဲပြင်ဆင်မှတော့ရမယ် adaptation တွေတော့ကောင်းမှတော့ရမယ်ဗျာအဓိက 这有里 level one 都能清除的少年啊！ice king 一攻上来，你看龙爷呢会没有中呢？就来碰在后面。单包你呢，就是 tsunami slam，样样都偏一些。我来看一下你把地表搞爆你，牙牙给的 hero 给的的。然后塔尼尔 nova 去掉，我看你奥义比较 formashi 给的。我 second turret 咧，我这边 team 三嘛，这边我这边 zero 的 large damage 的，ob 的 large damage 的，他妈这边打一波没呀？欺负 sheep，原来这边打一波都要来一次嘛？过来！lgb，ob 给的那什么 tsunami slam，这边我被包给的 black，这边我被 ob damage 的，这边嘛，这边我给呀没呀？ 我们这边比赛的欧洲杯，马托基也参与了嘛？呢，就坦波耶斯纳米斯啦，乌瓦的阿查加罗、布拉德罗、罗瓦罗，他们比瓦给乌瓦。欧洲杯的国 champions 呢，就拿的酷呗，就韦比奥、蒂尔莱拉，就韦比奥、蒂松瓦给斯拉克，阿切尼的酷呗，比阿罗泽、泰德斯怀、汤姆的坦波，来比奥、贝什、TV 那边的，那看看这个 leader 那边的，西班牙的马西罗贝纳西雷斯，阿尔库 information 哦，那葡萄牙那边的，西班牙的罗瓦康波西吉贝，德国的科迪皮勒、OP，就 C K，那巴西的蒂多奥德盖尔达梅贝纳尼斯，阿切尼的酷呗，比阿罗斯保罗拿给。 ပြီ။ဒါအလူပူအတွက်ကတော့ AI eSport လုံးဝမလွယ်သေးဘူးဗျ။မှန်တိုင်းအဲ့ဒါတော့အမှန်ပဲဗျ။ခေါင်းလို့ပူအတွက်ကတော့တော်တော်လေးတော့ခက်ခဲမယ်။အဓိက pick off ရဲ့နောက်မှာ long range damage ကြီးလောင်းကနေရဆိုတဲ့အချက်က AI အတွက်ကတော့တော်တော်လေးတော့တက်ရှူတော့ချက်စီရဲဗျ။အဲ့တော့ holy shit ရရှိနေရဆိုတဲ့အတွက်ကြောင့်သူတို့ဒီတစ်ဖက်အသင်း6 7ရဲ့အမားလေးတွေကိုစောင့်ပြီးတော့ဗျ high ground defend လိုက်တာပို့ပြီးတော့ကောင်းပါလိမ့်မယ်။ ကဲဆိုတော့တင်းဆက်ပန်လော့ကတော့ရပါပြီဗျာเนาะတက်လာမယ်လော့ဖွေကိုပြန်ပြီးတော့ AI eSport နဲ့ defensive လောက်ရမယ်ကိုမနီနဲ့ second 40 mega shield တွေ holy shield တွေတော့ကြံရှိနေသေးတယ်တက်လာမယ် wave မှာလည်းဒီလော့ကိုဖြည့်ရှင်းဖို့အတွက်ကဒီ shield plus damage နဲ့ဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်သေးတယ်ဗျာဒါပေမဲ့ဒီလိုမျိုး snowballing လောက်ခံပြီးတော့နောက်တဲ့ second lord တွေသူတို့ခံနိုင်ရှိပါမလားဆိုရရလေးအိုးတက်ပြတ်သွားတာ mega gate ထိပါ fight sign wage တို့ black နေတဲ့လေးကရှိပြီဗျာ lawin damage ဆိုတော့ဒါပဲဗျာเนาะတစ်ဖက်ကနေပြီး black နေနဲ့ရုံထွားဖို့အတွက်တော့မလွယ်သွားတဲ့အခြေအနေအဲ့တော့ black မရှိတော့တဲ့ က်ဂရောင်းဒီဖ ens ကြီးတခုကတော့ AI အတွက်ကတော့တော်တော်လေးတော့အားနေဝါးစီတယ်ဗျာထပ်ပြီးတော့ကြောင်း flick ကတပ်ပင်းထပ်ပြီးတော့ပြလိုက်ချက်မှာ PA7 surprise ဆိုလိုပဲတမ်းပြီးတော့ပြသွားခဲ့ပြီ3 man ပါတော့ပဲကျန်တော့ရယ်ဆိုရင် AI ဒီအချိန်မှာတော့ကျွန်တော် low force stage အခွေး wave တွေကိုတောက်လျှောက်ကိုတော့ခံအောင်ပါပါတမ်းမိနစ်တမ်းအန်တော့မှာလားအပေါ်မှာရှိနေပဲကတော့တလုံးပဲထပ်ပြီးတော့ယူပြသွားခဲ့ပြီ lucky front line တောက်နေရခိုက်တဲ့တခုပဲရှီးတက်တယ်ဆိုမလဲ messy ပြဆုပ်ယူဖို့တော့တော်တော်လေးခက်ခဲနေတဲ့အခါမှာ fighter slam flick ကစီကဲ monster k op number s right ပြန်ချေလာတဲ့ခိုက်တဲ့တခုက black ပြန်လဲ forward တွေတော့ tower ကျွန်တော်တို့ဝင်တိုက်နေပုံစံတစ်ခုမှာလက်ကေလောကမသိသေးဘူးဗျအဲစရိုက်လည်းပြီးသွားပြီမင်းမတက်လာတဲ့ဝေးတော်ပလေးမတက်လာတဲ့ဝေးစူပါမီဒီယာဝေးပြန်ပြန်တော့ဖတ်တိုင်းစွတ်တူမဲ့စရမစားပါဝါရီကလည်းမယောရီတက်တော့သူနောက်တစ်ခုကတော့မှာထပ်ပေးလိုက်ရတယ်မကောလိုက်။ဟုတ်ပြီ။လိုက်စားပြန်သုံးတဲ့စပလေးတပ်မသွင်းနေတဲ့ချန်ကြီးကခိုင်တဲ့တစ်ခုမှာဒစ်စတေဘယ်။ဒူစီဇွေရတဲ့ခုနဲ့ပတ်စ ချမ်းပင်နေနဲ့ pick off တွေကဒီပွဲတော်ရရောအတက်ကိုဝင်နေခဲ့တာဗျာနော်သူ့ရဲ့ခါလီဟိုဒါ shutdown ချလိုက်တယ်အဓိကကလည်းကျွန်တော်တို့ game number 1မှာ PA 7အတွက်အခက်အခဲဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ glimmer ခါလီ sandstone နဲ့ဝင်လာတယ်ပြီးတော့ CK finals လမ်းရိုက်တဲ့ဟာကိုကျွန်တော်ခြေဖြတ်ဖို့အတွက်ခါလီကိုဖမ်းလိုက်တယ်ဆိုပေမဲ့လို့တန်ပေါ့ရဲ့ signature ကျွန်တော်ခါလီကပြန်ပြီးတော့ညာသွားတဲ့အချိန်မှာသူ့ရဲ့ pick off တွေကပို့ပြီးတော့ဆိုးသွားခဲ့တယ်ဗျာနော်ချားတော့မပြောကိုအခု K ပြောနေသလိုပဲသူ့ရဲ့ signature တွေကများနေပြီတော်တော်များနေဘိုင်းလည်းဘိုင်းလိုက်ငါးကောင်လုံးဟုတ် တော်တော်ဆိုးတယ်ဗျာเนาะကျွန်တော်ချမ်ပီယံနေအဲ့လိုဖိနကောင်းလမ်းထောက်တယ်ဆိုရဲဟာလက်ကားပြစ်လာတာเนาะအဲ့ဒါလက်ခံလိုက်လက်ခံလက်ခံရတယ်လက်ခံရတယ်ကျွန်တော်ဒီအချက်ကိုတော့မေးသားလို့တော့မရဘူးကဲကျွန်တော်တို့လူမျိုး match of the day ဆိုပြီးတော့တွေးလိုက်ဆိုရင်မလို့2-0နဲ့ပဲထပ်ပြီးတော့ပဲပြတ်သွားခဲ့တယ်ဒီနေ့အတွက်ဒီ match တွေအားလုံးကတော့2-0ဆိုတဲ့ result တွေနဲ့အတူပဲဒါနောက်ဆုံးပွဲပေါ်မှာကျွန်တော်ရဲ့ panelist တွေအနေနဲ့ရောဗားရီများဆက်လက်ပြီးဆွေးနွေးသွားမလဲဆိုတော့ကျွန်တော်သွားရောက်ပြီးနားထောင်ကြည့်လိုက်ရအောင်ဗျ Okay အခုချိန်မှာ Tim Seven အနေနဲ့က အရာအေးဆိုးပါထပ်ပြီးတော့တူးစီဆိုရင်ရက်ဇက်ကြီးနဲ့ပါကြော်ဖြတ်သွားပြီဆိုတော့ဒီ team 7ကလေဒီချိန်မှာအသင်းကြီးကိုချင်းချောက်မဲ့အသင်းမဟုတ်တော့ champion ကိုယူမဲ့အသင်းလောက်ကိုဖြစ်နေပြီလုံးဝကိုသူတို့ထောက်ချောက်ကြော်ဖြတ်ခဲ့တာ Fago Esports တသိမဲ့ကြံတော့ဒီနေ့တကယ်ကိုမထင်မှတ်ထားတဲ့ result တွေပေါ့နော်ဟုတ်တယ်ဆိုတော့လောလောဆယ်ပါလဲစဉ်းစားစရာတစ်ခုကစပြီးဖြစ်လာတယ်ဘာလဲဆိုတော့ team 7ရဲ့လက်ရှိဆော့တဲ့ဒီ Uranus jungler တဲ့အားလို့အဲ့ပုံစံကိုဘာနဲ့ပြန်ပြီးတော့ဖြီဆော့လို့ရမှာလဲအရန်သိကျင်နေပြီဟုတ်တယ် โอเคအဲ့တော့ဒီ Uranus အားလုံးဘန်းရင်လေသူတို့မှာနောက်ထပ် place တိုင်းရှိသေးတယ်ဟုတ်တယ် chip တို့မှာလောလောမှာအဲ့ဒါ chip တို့မှာရှိနောက်ပြီးတော့ဒီ join နေနောက်ပြီးတော့ heat တိုင်းဒီလို draft တွေလေသူတို့ကထုတ်လေးထုတ်တိုင်းရှိတယ်နောက်ပြီးတော့လပုတွေအဲ့တော့သူ place တိုင်းတစ်ခုပိတ်နောက် place တိုင်းနေထွက်လာမယ်ဆိုရင် team 7ကိုဘယ်သူရရက်တက်နိုင်မှာလဲနောက်ဆုံးသူတို့နဲ့ရှင်ပြန်ရမှာလဲ fake go esport ပဲရှိရယ်ဆိုတော့ဒီ team 7ကဒါဟာလောက champion team ကို change ချောင်းနေတယ် အသင်းသင်းဖြစ်နေပြီဒါဟာဒါတော့အသင်းကြီးမဟုတ်သေးဘူးเนาะအဲ့တော့လုံးဝဒါကျွန်တော်တို့အနေနဲ့ဒါလောက speechless လည်းဖြစ်သလိုတကယ်လည်းဒါတော်တော်လေးကောင်းတဲ့ result တစ်ခုကိုမြင်တွေ့ခဲ့ရပါတယ်လော့ဆယ်တော့ကျွန်တော်တို့ဘယ်သူ MVP လေးရရှိတော်လဲတတ်ကြည့်အောင် Okay เนาะ MVP ကတော့ဒါဘယ်သူရအောင်မလဲ Uranus ပဲရအောင်မလားအော်เนาะ4 or 12ကောင်းလိုက်တဲ့ KG လုံးဝဒီပွဲမှာသေုံမသေးွားဘူးဗျာเนาะ K participation အပိုင်းမှာလည်း84%လောက်တိရရှိသွားတယ် itemization အပိုင်းမှာတော့ first item အနေနဲ့ Oracle စသွားလာတယ် second item မှာ Blue Fold နောက်တက် item တခုအလေးမှာတော့သူ့အနေနဲ့ toilet အာမှာတော့သွားလာတယ်ပေါ့နော်ဟုတ်ပါတယ်ပြောမယ်ဆိုဒီ lucky ကသူတို့အနေနဲ့ဒီအားလိမာတဲ့ first blood first blood ရလိုက်တာပေါ့နော်ဒီ team 7ရဲ့ first blood ရရှိတာရဲ့ win rate ကတော်တော်လေးမြင့်နေမြင့်နေအဲ့တော့ဒီ first blood တွေတောက်လျှောက်ရရှိထားတဲ့ဒီ ယူရတဲ့စီကအာသူမမဖတ်လို့ရှင်ဘယ်သူမှမဖတ်တော့မားကလည်းမားသေး damage ကလည်းထွက်သေးထောက်လျှောက်ဟို broken voice ဆိုတော့ဝင်လိုက်ထွက်လိုက်နဲ့အိုးထောက်လျှောက်တပတ်လုံးသူ jungle invade တွေလှုပ်လိုက်ဘယ်လို objective တွေယူလိုက်နေဆိုတော့တော်တော်လေးဒီပွဲမှာ lucky နေနေကြိုက်သလို तू စိတ်ကြိုက်လှုပ်လို့ရတယ်ပွဲတစ်ခုဖြစ်သွားခဲ့ရပါဟုတ်တယ်ပြီးတော့ဒီပွဲမှာ game 1နဲ့မတူတော့တဲ့အချက်က game 1တော့ခါးလေးပြန်နော်ခါးလေးအနေနဲ့က pick off တော့တိတ်ပြီးတော့ အဲ pick off လုံးဝဆော့လို့မရဘူးနော်သူအနေနဲ့ဘတ်တယ်ထဲမှာသွားပြီး Samsung နဲ့အုပ်တယ်ဒါပေမဲ့အခုချိန်မှာကျတော့တန်ပေါက်အနေနဲ့က pick off hero တကောင်ဖြစ်တဲ့ကာလီယာရထားတဲ့အခါမှာကျတော့ hero key ရရှိတဲ့နှုံနေရပို့ပြီးမြန်လာတယ်ဗျဒီပွဲမှာဆို hero key က တော်တော်လေးကိုမှပြတ်တဲ့အနေထားပါတော့90နဲ့1ဆိုတော့အရင်ပြတ်တဲ့အနေထားမျိုးလေးသွားပြီးတော့တွေ့ရတယ်။အာလီဘက်တရီမှာဆိုရင်လည်း CK ရဲ့အားလို့အရင်ကမှကောင်းမွန်တဲ့ဘက်တရီ initiate တွေသူ့ရဲ့ downlash strike vengeance တွေပေးသွားပြီးတော့မှ final slash တိုင်းမှာလည်း2 man နေ2 man နေအမြဲတမ်းလိုလိုပေါပါလာတာဗျ။ဟာဒီ CK ရဲ့ဒီ final slash ကြီးရောအရင်ကမှလေးစားပြောမှဆိုကြောက်ရွံ့ဒီအားလို့ကင်တာအရင်ကြိုက်တဲ့ player ဆိုဒီရင်းကင်တာကြိုက်တယ်။အခုကတော့ဒါ CK ဟာလည်းအားလို့တော်တော်ကြီး performance ဖပြတာကြာပြီးမြင်တွေ့ခဲ့ရပါတော့အဓိကသူတို့ရဲ့ဒီ lane rotation တွေချီကျူးစရာကောင်းလဲသူတို့လုံးစရာရှိရမြန်မြန်ဆန်ဆန်လုပ်တယ်သူတို့ draft တွေချက်ချင်းကြာပြီးအစိုးရပြောခဲ့သလို